အားလုံးပဲမင်္ဂလာပါအာစီတုတဆုံးယတဆုံး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမကတော့ DC ဖြစ်ပါတယ်ဒီနေ့မှာတော့ဆရာမမိုးမိုးစုစေးတက်ကလို့ရဲ့မင်းကိုပူချစ်လို့ပါ therapy ဝိတုကို အပိုင်း6အနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးကြပါဦးရှင်မင်းကိုပူချစ်လို့ပါ therapy အပိုင်း6အခန်း6 မန်ထက်နှင့်မာယာတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားကြသည် သူတို့နှစ်ဦးသည်မိန်းအဆောင်ကြီးအနောက်ရှိစိန်မန်းပင်အောက်တွင်တိတ်တဆိတ်ရပ်နေကြ၏မာယာကိုကိုပြန်ချစ်ပေးလို့ကျေးဇူးပါမန်ထက်ကမာယာလက်ကိုစုပ်ကင်ပြီးပြောလိုက်သည်မာယာကရှက်ရှက်ဖြင့်လွယ်အိတ်ကျိုးအမဲလေးကိုကြံသည့်လက်တစ်ဖက်ဖြင့်လိမ့်နေတော်သည်မာယာတို့စာမေးပွဲနီးနေပြီကို မာယာကမျက်လုံးလေးကလေးကလေးပြင်ခေါင်းလေးမော့ကပြောလိုက်တော့မန်ထက်ပြုံးလိုက်ပြီကိုတို့တွေမနစ်ကလေးကတွေ့လိုက်ကြရင်ကောင်းမှာနော်အခုတော့မဟာရန်ပြီးတော့မယ်မန္တလေးတက္ကရိုလ်ကြီးနဲ့လဲခွဲရအောင်မယ်မန္တလေးတက္ကရိုလ်ကြီးကလွမ်းစရာကောင်းတယ်နော်ကိုပြမဆောင်ကြီးတိုင်လုံးကြီး6တိုင်နဲ့လဲဓာတ်ပုံရိုက်ရအောင်မယ်ဆိုပြီးပြောတော့မန်ထက်ကမာယာပခုံးလေးအားအသာအယာခိုင်းလိုက်ပြီး ကိုတို့နှစ်ယောက်ဓာတ်ပုံအတူတူရိုက်ကြတာပေါ့မဟာနန်းပြီးတာနဲ့ကိုတို့တွေလက်ထက်ကြမယ်မာယာရှက်သွေးပြပြီးရဲတက်လာသည့်မျက်နှာလေးကိုသူတစိမ့်စိမ့်ကြည့်ရင်းရင်ခုန်နေမိသည်မာယာကရှက်ရှက်နဲ့ခေါင်းအသားလေးငြိမ့်လိုက်တော့သည်စိမ်ပန်းပင်ကြီးကိုမိထားသောမာယာစိတ်တွေလှုပ်ရှားနေတာကြောင့်အသက်ရှူတန်းတွေညံနေသည်မာယာကိုကိုတသက်လုံးတစ်ဆာရှိသွားမယ်မာယာနဲ့တွေ့ပြီးချစ်တက်လာတဲ့အခါ အရာရာအားလုံးကိုလည်းခန်းစားတက်လာတယ်။မာယာကခက်ဖော့ဖွာလေးရဲရင်ကိုကဘာတွေကိုခန်းစားတက်လာတာလဲ။အရင်ကတော့ကိုကမန္တလေးတက္ကသိုလ်ကြီးကိုသိပ်ပြီးမချစ်ဘူး။အခုတော့မာယာနဲ့တွေ့ပြီးတက္ကသိုလ်ကြီးကိုခွဲရမှာတော့နှမျောမိတယ်။တီဆလွားရဲ့ပကြီးပုံအချို့ကိုလည်းကိုခန်းစားတက်လာတယ်။ကိုတငယ်ချင်းတီဆလွားပကြီးတွေကခန်းစားတက်ဝင်တယ်လို့ပြောတာတော့ကြားဘူးတယ်။ဒါပေမဲ့ မာယာတခါမှမတွေ့ဘူးဘူးမန်ထန်းတက်ပြင်းချရင်အဝေးသို့လှမ်းကြည့်ကသူကတကယ်တော့မာယာတို့အဆောင်ကစွန့်ကိုချစ်နေတာထိုစကားကြောင့်မာယာအံ့ဩလွန်းတာကြောင့်သူ့မျက်နှာကို ငေးဆိုင်ကြည့်လိုက်ပြီးဟုတ်လားဩဒါကြောင့်ဟုတ်တော့ကစွန့်အကြောင်းမေးတာကိုစွန့်ဘက်ကရောတိလာဟိုးနေကဖွင့်ပြောလိုက်ပြီလို့ပြောတာပဲ ထိုအချိန်တွင်မာယာအရာတစ်ခုကိုစဉ်းစားလိုက်ပြီးဇွန်ဇွန်ကအခုတလောလှလာသလိုပဲဧကာနဇွန်ဘက်ကလည်းသူ့ကိုသူမစကားမဆုံးသေးခင်သူကကမန်းကတန်းဝင်ပြောလိုက်သည်မာယာဆိုလိုချင်တာကဇွန်ကရောတေဇကိုစိတ်ဝင်စားနေတယ်လို့ပြောချင်တာလားဆိုတော့မာယာကသူ့ညာဘက်လက်လေးကိုဖောက်ဖောက်ကင်ပြီးခုတလောဇွန်ရဲ့အမူအရာတွေပြောင်းနေတယ် ဇွန်ကအချစ်ကိုခံစားတတ်နေပြီလို့မာယာထင်တယ်။အရင်ကဇွန်ယောက်ျားလေးတယောက်ပုံစံလိုနေခဲ့တာဆိုတော့တေဆာကိုလက်ခံဖို့နည်းနည်းတော့ခက်လိမ့်မယ်။မာယာအထင်ပြောတာနော်။တစ်ချိန်ကျရင်သူတို့နှစ်ဦးချစ်သူတွေဖြစ်သွားလိမ့်မယ်လို့ကိုလည်းယုံကြည်တယ်။သူတို့နှစ်ဦးတိတ်ဆိတ်သွားကြသည်။မန်ထက်ကမာယာလက်ကလေးကိုစုပ်ကင်ထားရင်ကြည်နူးနေလေ၏။မာယာကတခုခုကိုတတိယသွားဟန်ဖြင့်လှုပ်လှုပ်ရှားရှားဖြစ်ကား ဒါဆိုဇွန်သူ့အခန်းထဲမှာချိတ်ထားတဲ့ပကြီကားကတီစလွားဆွဲပေးထားတာပေါ့ဇွန်ရဲ့ပုံတူပကြီကားမို့လားတီစသူ့ကိုပကြီပေးခဲ့တယ်အဲ့ဒီပကြီကတော်တော်တတ်ဝင်မှုရှိတယ်မာယာမျက်မှောင်ကျုပ်လိုက်ကသူကရွှေပြည်အလန်းကတမာတန်းတွေချာမှာဇွန်ပုံကိုဆွဲခဲ့တာပေါ့အင်းဘာဖြစ်လို့လဲမာယာပုံထဲမှာဇွန်ကဒစုံတစ်ခုကိုလွမ်းဆွေးနေတဲ့ပုံမှုပါ အင်းအဲ့ဒါတော့ဟုတ်တယ်။သူဘာလို့အဲ့ဒီလိုဆွဲရတာလဲ။ဇွန့်ကိုလွမ်းဆွေးစေချင်တာလား။ဒါမှမဟုတ်အလွမ်းနဲ့အဆုံးသတ်စေချင်တာများလား။အဲ့ဒီလိုလဲမဟုတ်တော့ပါဘူး။တစုံတစ်ယောက်ကိုလွမ်းဆွနေတာမျိုးမဟုတ်ပဲတက်ကရိုကြီးကိုလွမ်းဆွတန်းတတာမျိုးလဲမဖြစ်နိုင်ဘူးလား။အင်းဖြစ်နိုင်ပါတယ်။ကို မထင်နဲ့နော်။ဇွန်ကမာယာတို့ထက်တောင်မန္တလေးတက်ကရိုကြီးကိုပိုချစ်သေးတယ်။ မန်ထက်ကခေါင်းလေးညှိရင်တိစလွားကလည်းမန္တလေးတက္ကရာကြီးကိုကိုရွထက်တောင်ဟိုချစ်တယ်မာယာရဲ့မာယာကအသာလေးခေါင်းညှိရင်အင်းသူတို့နှစ်ဦးရဲ့ဖူးစာစုံမှာပါဒါနဲ့ဝေရင်ချစ်နေတဲ့သူကစွန့်ရတငယ်ချင်းဆိုတာသိလားကြားတယ်နာမည်တော့မသိဘူးဆိုတော့မာယာရယ်လိုက်ပြီဝေရင်ချစ်နေတဲ့မိန်းကလေးကစွန့်ရအချစ်ဆုံးတငယ်ချင်းတရပီးတဲ့ မန်ထက်မျက်မှောင်ကိုမဆူစလောက်ပင့်ကတချို့ကသူတို့ကိုအချစ်တော်လို့ထင်နေကြတာလေအခုတော့မထင်ကြတော့ပါဘူးဇုံကမင်းကလေးဆန်ပြီးတော်တော်လှလာတယ်ကဲပါဟုတ်ပါပြီခဏနေကိုတို့တွေအတန်းတက်ရတော့မယ်သွားကြစို့မာယာဟုဆိုကမာယာလက်ကိုဆွဲပြီးစိတ်မန်းပင်ကြီးအောက်ကနေခေါ်သွားပြီတော့ဒီငါသူ့ကို ချစ်မိနေပြီထင်တယ်တရပီး ဆိုင်မစင်ပုံမစင်ပြောပြလိုက်သည်စွန့်စကားကြောင့်တရပီအံ့ဩသွားသည်အစကစွန့်တရပီကိုမပြောဘဲထားမိဟုဆုံးဖြတ်ထားပေမယ့်အခုတော့အချစ်ဆုံးတငယ်ချင်းဖြစ်သောတရပီကိုမပြောဘဲထားရင်မနေနိုင်တာကြောင့်ဖွင့်ပြောပြလိုက်တော့သည်တရပီမထင်မှတ်သောစကားကြားလိုက်ရသဖြင့်အံ့ဩသွားကစွန့်အားကြောင်ပြီးကြည်နေမိသည်ပြီးမှအသက်ပြန်ရှူရင်စွန့် เทอราปีเนเน่တော့မျက်နာမကောင်းဖြစ်သွားသည်ကိုဇွန်တတိထားလိုက်မိသည်เทอราปีအတက်နိုင်ဆုံးအပြုံးလေးတစ်ခုကိုပြုံးပြီးကောင်းပါတယ်အဓိကကတယောက်နဲ့တယောက်ချစ်နေဖို့ပါပဲဇွန်ကမျက်နာမကောင်းဖြစ်သွားသည်เทอราปีကောင်းလေးအားအသာအရာခြင်ပြီးเทอราปีရဲ့ငါသူ့ကိုအပြစ်မပေးရသေးပါဘူးစာမေးပွဲလဲနီးလာပြီလေငါတို့ဒီညညနေတဲ့အထိစာချက်ကြတာပေါ့ ဇွန်ငါသရပီအိမ်တွင်ညအိပ်ပြီးစာချက်ချင်းဖြစ်သည်သရပီဇွန်ချစ်သူရတော့မည်ဆိုတော့နည်းနည်းတော့ဝမ်းနေသွားသလိုရှိသည်အစတုန်းကတော့ငါနှစ်ကိုဖွင့်မပြောပဲထားမလို့နင်ချစ်သူရတဲ့အထိစောင့်နေအောင်မလို့ပါပဲသရပီဆိုတော့သရပီကတက်ပြင်းရှည်ကြီးချကငါတို့ကအချစ်ဆုံးတငယ်ချင်းတွေပဲဇွန်တယောက်အကြောင်းတယောက်ရင်ဖွင့်ပြီးပြောပြရမှာပေါ့ဟုပြောလိုက်သည် ဇွန်သရပီဘေးထိုင်နေရာကနေထားလိုက်ပြီးပရင်ပေါက်ကနေတဆင်ကောင်းခင်ရန်က ကျဲပွင့်လေးတွေကိုကြည်နေမိသည်ဇွန်အမူအရာတွေသည် လေးနဲ့တည်ငိမ့်သောလူကြီးတဦးတပွဲပြောင်းလဲနေသည်ကိုသရပီတတိထားမိ၏ဇွန်ကကောင်းခင်ရန်မှာမျက်လုံးရွှေ့လိုက်ကသူ့ဘက်လှည့်ပြီးသရပီနင်ငါ့ကိုဂတိပေးနိုင်မလားဘာကိုလဲဇွန်သရပီပါထားလိုက်ကဇွန်ပေးသူ့ရောက်လာသည်တကယ်လို့များ ်မြင်လို့ကျင်နာမရခဲ့ဘူးဆိုရင်ကိုကိုကိုဒုက္ခမပေးပါဘူးဆိုတဲ့ကတိငါ့ကိုပေးနိုင်မလားဒါမှငါနှစ်ကိုစိတ်ချမယ်သရပီထိုစကားကြောင့်သရပီပြုံးလိုက်သည်ပြီးမှဇွန့်လက်ကလေးအားအตาဆွဲယူပြီးငါဟာငငယ်ကလေးကငါလိုချင်သမျှအားလုံးရခဲ့ဘူးတယ်ငါယုံကြည်တယ်စွန်အခုလဲငါလိုချင်တာရမှာပါဆိုတော့ဇွန်ကကိုကိုမှတ်လိုက်ကဒါပေမဲ့ အချစ်ဆိုတာမျိုးကရုပ်ယူလို့မရဘူးလေတရပီအခုထိနေသူ့နာမည်မသိသေးဘူးလေပြီးတော့မကြခင်မှာပဲမဟာရန်ပြီးတော့မယ်နေငါကိုဂတိပေးမယ်မို့လားတရပီတရပီကောင်းရမ်းလိုက်ပြီဇွန်ရဲ sorry ပါညတောင်းတဲ့ဂတိကိုမပေးနိုင်ဘူးငါဖြစ်ချင်တာတွေအလုံးဖြစ်မှာပါဒါကြောင့်စိတ်မပူနဲ့နော်ဇွန်ခုပြောလိုက်တော့ဇွန်တရပီပခုံးလေးကိုဖတ်လိုက်ပြီး ဲ့ဒီလူဘသူလဲတရပီသူ့နာမည်သိရမှငါစုံစမ်းပေးရမှာပေါ့ငါစာမေးပွဲမဖြေခင်သူ့နာမည်သိရမှာပါဇွန်ငါကမင်းကလေးဆိုတော့ဇလန်းစတဲ့သူမဖြစ်ချင်ဘူးအဲ့ဒီကိစ္စမှာနေဝင်ပါမှဖြစ်မှာဇွန်ရဲ့ပဒင်းတကားမှာဖြာထွက်လာတော့လရောင်အောက်ကသရပီမျက်နာလေးကိုဇွန်တစ်ချက်ကြည့်ရင်နင်ကမင်းကလေးဆိုတာလဲမမေ့နဲ့တော့သရပီကိုဘက်ကဘတော်မှစမပြောမိစေနဲ့ နင်ဘလောက်ပဲအယူအမူဖြစ်နေပါစေ။ therapy ကခေါင်းလေးကို အသာအရာညှိရင်ငါသိတယ်ဆိုငါသူ့ကိုဘတော်မှငါဘက်ကနေစပြီးဇလန်းလုံးမှာမဟုတ်ဘူးလို့နင်းကိုဂတိပေးတယ်။ငါယုံနေတယ်။သူဟာငါရဲ့ချစ်သူဖြစ်လာမှာပါ။ပရင်ပေါက်ကနေတဆင်လေးနု အေးလေးတွေက သူတို့နှစ်ဦးစီ ထိုးပေါက်ဝင်ရောက်လာသည်။ညနေလာသည်နှင့်အမျှပဇင်းရင်ခွဲတန်တို့ကိုလည်းကြားနေရသည်။ အိမ်ရှိလမ်းမီးတိုင်အောက်တွင်စော့ကစားစနေကြသည်ကလေးတတိုက်ဤအတန်တွေကိုလည်းတစ်ချက်တစ်ချက်ကြားနေရသည်ဇွန်ပဒင်းပေါက်မှတစ်စင်လမ်းမကိုလှမ်းကြည့်လိုက်တော့လမ်းမီးတိုင်အောက်တွင်ချက်တောင်ရိုက်ရင် ကစားနေကြတော့ကလေးတွေကတယောက်တစ်ပေါင်းအောနေကြသည်တရပီရဲ့အချစ်နဲ့ပတ်သက်ပြီးအယံကြီးမမျော်လင့်ပါနဲ့လား။ तू ဟာဘလို့လူမျိုးဆိုတာလဲတေချာမသိသေးဘူးလေ။ तू သာ နင့်ကိုအချစ်စစ်အချစ်မှန်နဲ့ချစ်တယ်ဆိုရင်နင့်ဘေးကိုမလွဲမသွေရောက်လာမှာပဲဆိုပြီးဇွန်ပြောလိုက်တော့တရပီးမျက်နှာပြက်သွားပြီ။အော်ဇွန်ကအချစ်ကိုခံစားတတ်ပြီဆိုတော့အခုလိုပြောပြီပေါ့လေ။တရပီးမတီမဲ့မြင်ပြောလိုက်တော့ဇွန်မျက်လုံးလေးပြူသွားကအဲ့ဒီလိုမဟုတ်ဘူးတရပီးငါကစေတနာနဲ့ပါအကယ်လို့များ तू ကနင့်ကိုမချစ်ခဲ့ရင်နင့်ဘလို့လုံမှာလဲ။ ငါတွေးကြည့်တာပါတရပီးစွန့်စကားကိုဆက်နားမထောင်တော့ပဲနားနှစ်ဖက်ကိုလက်ဖြင့်ပိတ်လိုက်ပြီဟင့်အင်းငါ့ကိုချစ်နေတဲ့သူတွေအများကြီးပဲသူလည်းငါ့ကိုချစ်မှာပါသူငါ့ကိုချစ်ကိုချစ်လာစေရမယ်စွန့်ငါ့ကိုလေသူကမချစ်ခဲ့ရင်ဆိုတဲ့စကားဘတော်မှမပြောပါနဲ့ဒေါသတကြီးပြောနေတော့တရပီးကိုကြည့်ပြီးစွန့်တုံလှုပ်သွားသည်အချစ်နဲ့ပတ်သက်ရင်လူတွေဟာသွေးပြက်တတ်တာပဲလား ဆိုတဲ့စကားကိုစိတ်ထဲတွင်ပြောနေမိသည်ပြီးမှ therapy ကိုကိုကိုတတိထားလိုက်မိပြီးဂရင်ပေါ်ပြန်ထိုင်က sorry ဇွန်ငါစိတ်တွေအယမ်းရှုပ်သွားလို့ဇွန်လဲသူမဘေးတွင်ထိုင်ပြီးပခုံးလေးအားဖက်လိုက်ကရပါတယ် therapy ဆိုပခုံးထက်တွင်မှီလိုက်ပြီးအရင်ကဆိုငါတို့နှစ်ယောက်အယမ်းချစ်ကြတာအခုဇွန်ကငါဘေးကနေဝေးသွားတယ်လို့ပဲခံစားရတယ်ခုပြောလိုက်တော့ သူမပကုံးထက်တွင်မိထားသောသရဖီကိုငုံချလိုက်သည်သရဖီဤဖြူဝင်းသောမျက်နာမှာညှိထွေးထွေးဖြစ်နေသည်ကိုတတိထားလိုက်မိသည်အခုလဲငါနှစ်ကိုချစ်ပါတယ်သရဖီရဲ့ငါကို propose လုပ်ထားတဲ့သူကိုအဖြစ်မပေးရသေးပါဘူးအကယ်လို့ तू နဲ့ငါချစ်သူဖြစ်သွားခဲ့တော့မှငါနှစ်ကိုမမေ့ပါဘူးငါနှစ်ဘေးမှာရှိနေမှာပါသရဖီသရဖီစွန့်ပကုံးပေါ်မိထားရမှာကောင်းထောင်လိုက်ပြီး ဣယာထက်လဲလိုက်သည်ဇွန်လဲသူမဘေးတွင်လဲလိုက်ကာမျက်လုံးမှိန်လိုက်သည်တရပီးဇွန်ပတ်တို့လှဲ့ပြီးဇွန်ပါလီအားကင်ကာငါချစ်သူရမနင်လဲသူ့ကိုအပြစ်ပေးပါလားယင်ဇွန်အဲ့ဒီလိုပြောရင်ငါအတကြီးရရောက်သွားမလားနင်ငါ့ကိုဂယုမဆိုင်တော့မှကြောက်တယ်ဇွန်ရဲ့တရပီကဆွေဆွေမြည်မြည်လေးပြောတော့ဇွန်တနာသွားပြီအေးပါ ငါသူ့ကိုအပြေမပေးသေးပါဘူး။ငါနှင့်ဘေးမှာရှိနေမှာပါသရပီ။တခုတော့ဝန်ခံအောင်မယ်။ငါဘဲယောက်ျားလေးကိုမှရင်မခုန်ခဲ့ဘူးဘူး။ဒါပေမဲ့သူ့ကိုတော့ငါရင်ခုန်မိတယ်။သရပီ နောက်နေ့သူ့ကိုနင်းနဲ့မိတ်ဆက်ပေးမယ်။အင်းနောက်နေ့မိတ်ဆက်ပေးလေ။ဇွန်ချစ်တဲ့သူကဘလို့လူမျိုးလဲလို့အကဲခတ်ပေးရတာပေါ့။ဇွန်ကပြုံးစီပြုံးစီလို့ရင်စဉ်းစားနေသည် เทอราปีอ่ะဆက်ပြောသည်ဒါနဲ့ငါဝေရံကိုညင်းလိုက်တယ်။သူကစွတ်ကြီးဆက်လိုက်နေတယ်ကွာ။ဇွန်ကပြုံးပြုံးနဲ့စဉ်းစားနေတာကြောင့်เทอราปีပြောတာကိုမကြားလိုက်ပြီ။เทอราปีကဇွန်ကိုကြည့်ပြီးဟေ့ငါပြောတာမကြားဘူးလားဇွန်။ဘာရီစဉ်းစားနေတာလဲ။ပြုံးစီပြုံးစီနဲ့။ဩအေးနင်ဘာပြောလိုက်တာလဲ။เทอราปีနှုတ်ခမ်းလေးဆူပြီး နင်ဘာရီစဉ်းစားနေတာလဲငါ့ကိုအရင်ပြောပြ မဟုတ်ပါဘူးနင့်ကိုသူနဲ့တွေ့ပေးတဲ့အခါကျရင်နင်ဘာရီပြောမလဲဆိုပြီးစဉ်းစားပြီးရေချင်လို့ပါအမေပြောမပြောချင်ဘူးငါဝေရံ့ကိုညင်းလိုက်တယ်လို့ဒါပေမဲ့ तू ကငါ့ကိုဇွတ်လိုက်နေတယ်ဟာဇွန်တက်ပြင်းချရင်ဝေရံ့ကလည်းဇွတ်ပဲနော်နင်ကမှသူ့ကိုစိတ်မဝင်စားတာကိုသူတို့ရဲ့အချစ်တွေကဘယ်လိုမျိုးလဲမသိဘူးနော် သူတို့ဆိုတာဘာတူလဲစွန်ဇွန်ရီနင်ကတော့မလွယ်တော့ဘူးလွယ်ပါတယ်တရဖီရဲ့ဟာဟာခုဆိုကတယောက်နဲ့တယောက်ဂလိထိုးရင်စာမချက်လိုက်ရပဲအိပ်ပျော်သွားတော့သည်ဇွန်ရီနင့်အတွက်ဘူးတပူပါလာတယ်မာယာကအတန်ကျဲကြီးနဲ့လှမ်းအော်လိုက်သည်ဇွန်ရေချိုးနေရင်ကထွက်လာပြီမာယာဘဲကအထုတ်လဲငါတို့နဲ့ရွေတူကောင်လေးတယောက်အဆောင်ရှိမှာ နင့်ကိုပေးပေးပါဆိုလို့ယူလာခဲ့တာငါနဲ့အခန်းထဲထည့်ပေးထားတယ်စွန်ဟုဆိုက မာယာစွန်အခန်းထဲဝင်သွားပေးခဲ့သည် မာယာရေကျင်နေသည် တေဇလွားကစွန်ကို မတွေ့ရတာကြောင့်မန်ထက်ကအကြံပေးလိုက်ခြင်းဖြစ်သည်ထမင်းဘူးနဲ့စာတဆောင်ကို တေဇလွားကြကြနနထုတ်ပြီးမာယာကို လက်ဆင့်ကမ်းလိုက်ခြင်းဖြစ်၏စွန်တပတ်လေးခြုံက ရေချိုခန်းထဲမှထွက်လာပြီးအခန်းထဲဝင်လာခဲ့သည် စပွဲပေါ်တင်ထားသည့်အထုပ်ကိုလှမ်းကြည့်ပြီးဘသူများပေးလိုက်တာပါလဲအင်းတိစပဲနေမှာဇွန်ချက်ချင်းအဝတ်အစားအမြန်ဝတ်ပြီးအထုပ်ကိုဖြေလိုက်သည်ထမင်းဘူးနဲ့စားတဆောင်ဖြစ်လို့နေသည်ထမင်းဘူးကိုဖွင့်ကြည့်လိုက်တော့ချက်သားကြော်ကိုတွေးလိုက်တာကြောင့်ဇွန်စားကျင်စိတ်ပေါက်သွား၏တိစကငါအကျိတ်ကိုတိသားပဲဟုဆိုကသူမကျေနပ်သွားသည် ခောက်ထားသည့်စာရွက်ကို သူမှပြပြချင်းဖြန့်လိုက်တော့သည်မင်းအနဲ့ရောင်ဖြင့်ရေးထားပြီးလက်ရေးလက်သားမှလည်းဝိုင်းနေသည်ထိုဝိုင်းဝန်းသောစာသားလေးတွေကသူမှအားပြုံးပြီးကြည်နေသည်ယောင်သူမှနှုတ်ခမ်းကိုဆင့်ရင်စာကိုခောက်ရိုးအတိုင်းဖြန့်လိုက်သည်သူမှစိတ်တွေအစမတန်းလှုပ်ရှားလွန်းနေသည်တို့ဇွန်စာမေးပွဲနီးနေတာကြောင့်ကိုမင်းစီကိုမလာဖြစ်တာပါ ကိုမင်းစီရအဖြေကိုစောင့်မျှော်နေပါတယ်။မင်းစီမှာနုညံ့သိမ်မွေ့တဲ့နှလုံးသားတစ်စုံရှိလိမ့်မယ်လို့ကိုဘကြောင့်ယုံကြည်နေမိတာလဲမသိဘူး။ကိုမဟာရန်ပြီးရင်တက္ကရိုလ်ចောင်းကြီးကိုလွမ်းဆွေးရမယ့်အဖြစ်မျိုးလို့ဇွန်းဆိုတဲ့မင်းကလေးကိုမလွမ်းပြရစေနဲ့အဲ့ဒီလိုလွမ်းဆွမကြေကွဲရအောင်ဇွန်ကိုဘေးမှာရှိနေမှဖြစ်နေမှာပါဇွန်ရဲ့အပြေကိုစောင့်မျှော်နေတဲ့ ချစ်တဲ့ဒေဇလွာထူစာကိုဖတ်ပြီးသည့်အခါသူမဝမ်းနေသွားသလိုခံစားလိုက်ရသည်ထရပီချစ်သူရမှာဒေဇလွာကိုအပြည့်ပေးမည်ဟုစဉ်းစားခဲ့တာထရပီဘဲတော့များမှာသူချစ်သည့်သူနဲ့ဆုံရမှာပါလိမ့်ဇွန်တွေးရင်ရင်မောသွားတော့သည်ဇွန်ဟာဒေဇလွာကိုတွေ့ချင်သွားသည်တကယ်ပဲဇွန်ဒေဇကိုချစ်နေမိပြီသူဟာ ဇွန်းနှလုံးသားတစ်ခုလုံးကိုလှုပ်နှိုးစေလိုက်တာပဲဇွန်းချက်ချင်းပဲအောက်ထက်သို့ဆင်းလာခဲ့သည်အဆောင်ရှိသို့အမြန်ဆုံးထွက်လာကတေဆာအားရှားနေမိသည်ရွှေပြည်အေးလန်းတျောက်ကြည့်လိုက်တော့တေဆာဤအရေးအယောင်ကိုမတွေ့ရပေထို့အချိန်မှာဇွန်းအိတ်ကတ်ထဲမှာဖုန်း message ဝင်လာခဲ့သည်ကြည့်လိုက်တော့တေဆာပို့သည့် message ဖြစ်နေတာကြောင့်မျက်နှာတစ်ခုလုံးဝင်လက်သွား၏ဇွန်း ထမင်းစီစမ်းတဲ့စက်သားကြော်စားရလားစာကောဖတ်ပြီးပြီလားဘာလို့အဆောင်ပြင်ဘက်ထွက်လာတာလဲဇွန်အောသွားကဘေးဘီဝဲရကိုရှာကြည့်မိသည်ဘက်စကတ်ဘောယုံထဲမှာတေးစလွားထွက်လာသည်ကိုဇွန်မြင်လိုက်သည်ဇွန်ရှက်သွားတာကြောင့်အဆောင်ထဲဝင်မိအပြုနေပါအောင်ဇွန်ဇွန်ချီလန်းတွေရက်တန့်သွားသည် သူမရင်ထဲလှုပ်ရှားနေသည်ကတော့အမှန်ပင် နောက်တစ်ပတ်ဆို မန္တလေးတောင်ကြောက်တော်ကြီးပွဲစတော့မှဇွန်ကားသူ့ဘက်သို့လှည့်ကြည့်လိုက်သည်သူဤပစုံနှစ်ဖက်မှပြုံးနေသောကြောင့်ပို၍ဖောင်းလာတာကြောင့်သူမရေချင်သွားသည်ပြီးမှဇွန်တို့ကနောက်ဆယ်ရက်လောက်ဆိုစာမေးပွဲစပြီးတွားလို့မရတော့ဘူးဇွန်ကားသူ့ကိုယ်သူဇွန်တို့တုံးလိုက်တာကြောင့်တိစားမျက်လုံးတွေဝင်းလက်သွားပြီးဇွန်ဇွန်ကားရှက်သွားပြီးညနာတစ်ဖက်ဆောင်းလိုက်ကပါလေ အခုအဆောင်ရှိမှမို့ဟိုဘက်ဥက္ကုံမှာသွားထိုင်မလားဟုပြောတော့ဇွန်ကခေါင်းလေးအားအตาညှိပြလိုက်သည် သူတို့နှစ်ဦးဟိုဘက်လမ်းကြားထဲကဥက္ကုံပေါ်တွင်သွားထိုင်ကြလေသည်တယောက်နှင့်တယောက်ဘာမှမပြောဘဲညှိတက်လို့နေ၏ပတ်ဝန်းကျင်သည်လည်းတိတ်ဆိတ်နေသည်တိရွက်၆လေးများမြေပေါ်ရှက်တိုက်ပြေးလွှားတမ်းမအပါမိသည့်အတံမှမကြားရပေထို့အချိန်မှာဇွန်သည် ခက်၍၍စိတ်ထားသောနှုတ်ခမ်းနှလွာမှာဟလာသည်ဇွန်လေးမင်းအဆောင်ကြီးတန်ချောက်တိုင်းရှိမှာဓာတ်ပုံရိုက်ခြင်းနဲ့နောက်နေ့ရိုက်ပေးမလားဟုဆိုကားသူ့အားတက်တက်မကြည့်ပဲပြောနေခြင်းဖြစ်သည်ဇွန်တက်တက်ကြည့်ပြောလေရှက်နေတာလားငါကဘာလို့ရှက်ရမှာလဲဆိုပြီးဇွန်သူ့အားဘေးဆောင်ကြည့်လိုက်တော့နှစ်ဦးသာမျက်ဝန်းချင်းစုံသွားကြသည်ဇွန်ပါလီမှာညည်းရဲနေသလို့ ဒေဇနှလုံးခုန်တန်တွေဟာလည်းစီးချက်မညီမညာဖြင့်ညံနေခဲ့သည်ငားလို့မပြောနဲ့စောတော့ကလို့ဇွန်လို့ပဲပြောပါလားဒေဇအတူတူလေးပြောလိုက်တော့ဇွန်မျက်လွာချလိုက်ပြီးဇွန်ကိုတကယ်ပဲချစ်တာလားယင်တခါမှမချစ်ဘူးလို့ပါဒါကြောင့်ဇွန်ကြောက်နေမိတယ်သူဇွန်ကိုကြည့်ပြီးတနာသွားသည်ဇွန် ဘာလို့အစကတည်းကမင်းကလေးလိုမနေခဲ့တာလဲထားလိုက်ပါကိုကတော့ဇွန်ဘလူ ပုံစံပဲဖြစ်ဖြစ်ချစ်တယ်ဆိုတာမန္တလေးတက္ကသိုလ်ကြီးကိုတိုင်တယ်ပြီးပြောရဲတယ်ဇွန်ကတက်ပြင်းချလိုက်ရင်ဘယ်ယောက်ျားကမှဇွန်ကိုမင်းကလေးလိုမမြင်ခဲ့ဘူးလေဇွန်ကလည်းမင်းကလေးလိုမှမနေခဲ့တာဇွန်ရဲ့သူစိတ်မကောင်းဖြစ်သွားသည်ဇွန်ကပြုံးလိုက်ပြီးဇွန်လေး တင်းစပေးတဲ့ပကြီကားလေးကိုတိတ်သဘောကျတယ်။ဒါပေမဲ့အဲ့ဒီထဲမှာဇုံကတစုံတစ်ခုကိုလွမ်းဆွေးနေဟန်ပဲ။ဩဒါဟာဇုံကတက္ကရိုလ်ကြီးကိုချစ်တယ်လေ။ပြီးတော့အခုရွှေပြည်အေးလန်းလေးကိုပို့ပြီးချစ်မှာပေါ့။ဇုံအိမ်ပြန်တဲ့အချိန်မှာရွှေပြည်အေးလန်းနဲ့နန်းကေတီចောင်းဆောင်ကိုလွမ်းနေတဲ့ပုံပါ။ဇုံကတစုံတစ်ယောက်ကိုလွမ်းဆွေးနေတဲ့ပုံမဟုတ်ပါဘူး။ ပြန်လဲဖြည့်ရှင်းပြနေသည့်ဒေဇစကားကြောင့်ဇွန်ရဲချင်းသွားကဇွန်ကဒဇုံတယောက်ကိုဘာကြောင့်နွမ်းရမှာလဲဟိုဟိုလေသဘောကိုပြောတာပါသူမစိတ်ဆိုးမှာကိုကြောက်ပြီးဒေဇာမျက်လုံးကလေးကလေးနဲ့ရှင်းပြနေသည်ဟာဟာဇွန်ဘိုက်စာလို့သွားတော့မယ်ဟုဆိုကဇွန်ထိုင်နေရမှာထထသွားတော့ဒေဇာထလိုက်ပြီးဇွန်ကိုပေးတဲ့ထမင်းစီစံလေးစားလိုက်အောင်တော့ ဇွန်ကကောင်းငင်ပြီးအဆောင်ထဲဝင်သွားတော့သည်အဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အပိုင်းချောက်ကိုဒီမှာပဲရက်နာပြရစီရှင် နောက်လာမယ်အပိုင်းခွန်ကိုလည်းဆက်လက်ဆောင်မျောနားဆင်ပေးကြပါဦးရှင် နောက်ထပ်နောက်ထပ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပေးသူတာယတဆောင်မတွေကို တင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်